ခုံရောင်မတောက်တာဘာကြောင့်မတောက်တယ်လဲဆိုတဲ့မေခုံအဲ့ဒီမှာမြတ်စွာဘုရားဖြေတာခုံရောင်မတောက်တာဘာကြောင့်မတောက်တာတော့လို့ဝေဝိဆာပမာဒာနပကသတိအကြောင်းတစ်ခုမြတ်စွာဘုရားရှင်းဝေဝိဆာဆိုတဲ့အတိတ်ပဲကမစ္စရိယကိုပြောတာအော်ကိုသာကြီးပွားလို့တယ်လောကလူတွေကလူလူဖြစ်လာပြီးတဲ့နောက်မှာ တကယ်ကို selfish ကိုအကျိုးပဲကိုကြည့်သူများကိုမကြည့်ဘူးဆိုပါစို့လူမှုရေးဆိုလုံးဝမလုပ်ဘူးကိုဝမ်းစားတာကိုရှာပြီးတော့ကိုရဲ့တကူကောင်းဆန်တယ်ဆိုတဲ့ပုံကိုယ်တွေဟာရက်ွက်ထဲမှာလည်းပဲမြုပ်သွားတာပဲပေါ့မထင်ရှားဘူးပေါ့ဘာလို့ဆိုတကူကောင်းဆန်တာဘယ်သူကတကူကောင်းဆန်စေတာတုံးဆိုမစ္စရိယမစ္စရိယဆိုတဲ့တရားကြောင့်မို့လို့ဒါနကောင်းမှုဆိုတာမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့် ဒီဘဝမှာလည်းပဲမြုပ်တယ်နောက်တန်တရာမှာလည်းပဲသူကမြုပ်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 သွားလိုက်တာပဲကောမပေါ်လာတော့ဘာနဲ့လာသရံတူတုံးလို့ဆိုရင် twin တူတဲ့လူနဲ့လာသရံတူတယ် twin တူတဲ့လူက twin နဲ့လေလူကအောက်ရောက်သွားလေ twin နဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါလို့ပဲနော်ဝေဝိဆာဆိုတဲ့မစ္စရိယရှိလို့ရှင်လောကမှာပေါ်လွင်ထင်ရှားလာတဲ့ပုံကမဖြစ်ဘူးတဲ့ နောက်တစ်ခုကပမာဒမေးလျော့တဲ့ပုံမေးလျော့တယ်ဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့စိတ်ဝင်စားဘူးကောင်းတဲ့အလုပ်ဘက်မှာစိတ်စိတ်ကူးမရှိဘူးအပျော်ရည်အပါးတွေနဲ့ပဲစိတ်ဟာအများတန်းစိတ်ဝင်စားနေတယ်နေတဲ့ပုံကမျိုးဒါပမာဒမေးလျော့တဲ့မေးလျော့ခြင်းလို့ခေါ်တယ်အဲ့ဒီပမာဒတရားလွှမ်းမှုခံထားရတဲ့ပုံကလည်းပဲလောကမှာဘယ်တော့မှတောက်ပြောင်းလာတာမရှိဘူးချီလေး အခုမြန်မာနိုင်ငံမှာကြည်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်အုပ်လို့ဟိုထင်ရှားလာပြီအကျင့်တရားကောင်းလို့ ထင်ရှားလာပြီဆိုရဟန္တာရဟန္တာဆိုတော့မဖူးကြဘူးလားဖူးကြပါဗျာအဲ့တော့အလကားနေကြော်တာတော့မဟုတ်ဘူးသူလည်းလှုပ်ထားလေးတခုတော့ရှိတာပေါ့နော်မဟုတ်မတရားကြော်အောင်လုပ်လို့ကြော်တာလည်းရှိတော့ရှိတာပေါ့နော်တကယ်ကျင့်နေတဲ့ပုံကိုယ်တွေကြော်လာတာဒါပမာဒမရှိလို့အပမာဒကြောင့်ထင်ပေါ်လာတယ်လို့ဒီလိုပြောတာ အဲ့တော့မြတ်စွာဘုရားကလည်းတုတ်တန်တစ်ခုမှာဟောထားတာမစ္ဆေရာစပမာဒာစအေဝံဒါနနာတိယတိလောကမှာဒါနကောင်းမှုမလုဖြစ်တာဘာကြောင့်လို့ဆိုရင်နံပါတ်1ကနှစ်မျိုးလို့နံပါတ်2ကကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့နေလို့တဲ့အဲ့ဒီနှစ်ခုကြောင့်မလုတာမလုသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကတန်တရားမှာလည်းပဲမြုပ်သွားမြုပ်သွားလူလောကမှာလည်းပေါ်မလားကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေကပေါ်ပေါ်လား ထက်တန်းရောက်လာတယ်တဘွားတဲ့တဘွားထက်တန်းကြလာထက်တန်းကြတယ်ဆိုတော့ပေါ်လာဒီလိုဆိုလိုတာပေါ့ထက်တန်းရောက်လာတဲ့ပုဂ္ဂိုလ်ကထင်ပေါ်ကြောက်ချလာတာပဲအဲ့ဒါကိုမြတ်စွာဘုရားကဖြေတာအစိဒါကမေးတယ်ဘာချောက်တော့ကလူတွေဟာမြုပ်သွားရတယ်လေမထင်မရှားဖြစ်ရတယ်လေဆိုရင်မစ္စရိယတရားနဲ့ပမာဒတရားကြောင့် လောကမှာလူတွေဟာခုံအီချင်းအဖြစ်တိမ်မြုပ်သွားတဲ့ပုံစံတွေဖြစ်ကြရတယ်လို့နံပါတ်1မေခွန်းရဲ့အဖြစ်တော်တော်